ဒွဲမှာအခုနှစ်သကြံပွဲတော်တွေစောက်ထားတဲ့ဖြုတ်ဖြေးမန်တက်ချုကိုစစ်ကောင်စီကပြန်ဖျက်လိုက်တယ်လို့တိစောက်ထားတဲ့အချုကိုလည်းရန်နာလိုက်ပါတယ်ဒွဲမျိုးမျိုးတော်ခမ်းမရှိမှမလကိုပိုင်းကစပြီးစောက်ထားတဲ့တိုင်းဆက်သကြံဖြုတ်ဖြေးဘူမန်တက်ကိုလည်းဆက်မစောက်တော့ပဲရပ်လိုက်တာပါတိုင်းဒေသကြီးအစိုးရယုံနာကဆောက်လို့ရမန်တက်ကိုလည်းဆက်မစောက်တော့ပဲရန်နာထားတာတွေ့ရတယ်လို့ဆိုပါတယ်ဒါပြင်မက်ရှလာနောက်ဆုံးပတ်ကစဆောက်နေတဲ့ ဒွေမြုပ်ပလန်းရှဝေသရီရင်ပြင်ကစားကွင်းနားမှာဆောက်ထားတဲ့ဌာနဆိုင်ရာဖြော်ပြမန်ဒတ်တစ်ခုကိုလည်းအခုပတ်တည်းပြန်ဖြတ်လိုက်ပါတယ်မြန်မာနိုင်ငံမှာမတ်လ28ရက်ကပြည်အား9တသမ9အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့တာကြောင့်တေဆုံးသူ3600ဒဏ်ရာရရှိသူ9000ကျော်နဲ့ပျောက်ဆိုးသူ160ဦးရှိခဲ့တာပါလက်ရှိအခြေအနေထိလည်းပြိုကျအဆောက်အအုံတွေထဲပိတ်မိနေသူတွေများစွာရှိနေပါတယ် ငလင်ဘေးဒဏ်ခံရပေမဲ့လည်းစစ်ကောင်စီကတကြမ်းပွဲတော်ကျင်းပဖို့ဆက်လှုပ်ဆောင်နေတဲ့အတွက်ဝေဖန်ခံရပြီးတဲ့နောက်ဧပြီလ3ရက်နေ့မှာတော့တကြမ်းကိုအပျော်ပါးတည်ဆုံကခုတာတွေမပါပဲရိုးရရင်ချင်းမှုနဲ့အညီကျင်းပသွားမယ်လို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်။